အဖြစ်များတဲ့အကုသိုလ်ပြောရမယ်ဆိုရင်အိတ်တာနဲ့မစ္စရိယတတိထာမှာဖြစ်လူဒီမှာလွယ်တကူဖြစ်တတ်တယ်။ဘာဖြစ်လို့တော့ဆိုလူဆိုတာတဦးနဲ့တဦးရှင်ပြိုင်မှုရှိနေတယ်။ကိုယ့်ဘကိုနေရင်ကတောင်မှရှင်ပြိုင်လာလူဆိုတာဥမာမဲအိန္ဒိချင်းကကားစီးတယ်ဆိုလို့ရှိရင် ကိုကိုလုံးငယ်တိတ်ငယ်လားငါတို့အိန္ဒန်ကြီးကကောင်းဝယ်တယ်ငါတော့မဝယ်နိုင်ဘူးသူ့ဘာလို့ကောင်းဝယ်တာတော့အကောင်းမမြင်နိုင်ဘူးဟာဒီလူကဘူးရစီဝါရောင်းလို့ကောင်းဝယ်တာလားထိပေါတန်နဲ့မကြပါဘူးဆိုအလိုလျောက်မနာလိုစိတ်တွေဖြစ်လာပြပြောလားအဲ့ဒါကိုအိတ်တာလို့ခေါ်တယ်ကိုနားမှာကိုအိန္ဒာနေချင်းတယောက်တိုးတက်သွားရင် အကောင်းမပြောနိုင်နဲ့ဟာအဲ့ဒါအဲ့ဒီလူရဲ့ရင်ထဲမှာလည်းဘာဖြစ်တုံးဆိုစီပေါ်ဥစားရီတိုးတက်လာတယ်ငကိုတော့အတူတူအပူပူအနူးနူးပေါ့ကိုရူရန်တူဒီလိုနေကြတာအိမ်နာနေချင်းသို့တော်ကိုကကြီးပွားလာတယ်အခွင့်အလမ်းတွေကောင်းလာလို့ကိုကစီပွားတိုးတက်လာတယ် တိုးတက်လာလို့ရှင်ဂျန်တဲ့လူတယောက်ကိုလိုတိုးတက်မှာစိုးတယ်ဆိုဖြစ်လာဗျာလူစိတ်ဆိုတော်တော်ဆန်းကိုလိုမကြည်ပွားစေခြင်းဘူးအဲ့လူကိုလိုမတိုးတက်စေခြင်းဘူးဆိုရင်ဒါမစ္စရိယဖြစ်သွားဗျာကြည်ပွားသွားတာကိုမနာလို့မရှုစိတ်ဖြင့်အိတ်တာကိုလိုမကြည်ပွားစေခြင်းတို့ကြည်ပွားစေခြင်းမှုဆိုရင်မစ္စရိယ အဲ့ဒီနှစ်ခုဟာလူလောကမှာရှင်ပြိုင်နေတာလို့ဖြစ်ပြီးတူဘောတူမနာလိုမရှုစိတ်နေနဲ့အကုသိုလ်တွေများနေကြတယ်လို့သူပြောညီကိုမောင်နှမချင်းတောင်းမှာပဲတယောက်ကကြည်ပွားသွားရင်ဂျန်တဲ့တယောက်ကမကြည်နှက်ချင်ဘူးကိုကြည်ပွားသွားတာကိုဂျန်တဲ့လူတွေကမကြည်ပွားစေချင်ဘူးဟောအိတ်တာမစ္စရိယာ အဲ့ဒီအိတ်တမစ္စရိယဆိုတဲ့အကုသိုလ်ဟာလည်းပဲအမ္မမချိမာတယ်ဒီအကုသိုလ်တွေကြောင့်လူအတိုင်းဝိုင်းဟာကြီးပွားတိုးတက်မှုတွေအပြော့သွားပြီးတော့တူနဲ့တူမနာလိုမှုတွေမရှုစိတ်မှုတွေဖြစ်ပေါ်ပြီးတော့နေနိုင်ငံတနိုင်ငံမှာလည်းအိတ်တမစ္စရိယရှိတာကိုပါတီကနိုင်ပြီသူများပါတီကရှုံးနော်ကိုပါတီကိုပဲနိုင်စေရှုံးတဲ့ပါတီက